ရှင်မှတ်တဲ့ခရစ်ဝင်ခန်းကြီး15ထိုအခါယေရုရှလင်မြို့သားဖာရိရှဲတို့နှင့်ကျမ်းပြုဆရာတို့သည်ချင်းကပ်ပြီးလျင်ရှေးလူဟောင်းတို့မှစိတ်ခံသောနီးဥပရိတာကိုကိုရောဤတပည့်တို့သည်အဘဲကြောင့်လွန်ကျူးကြပါသည်။သူတို့ဒီလက်မစေးပဲအစာစားကြပါသည်တကားဟုပြောကြလျင်ကိုရောကတင်းတို့ဒီအဆက်ဆက်ခံသောဤဥပရိတကို အမိပြု၍ ဘုရားသခင်၏ပြည့်ညတ်တော်ကိုအဘေကြောင့်လွန်ကျူးကြသည်။ဘုရားသခင်၏ပြည့်ညတ်တော်ကမိဘကိုယုံကြည်စွာပြုတော်အချင်းတို့သည်မိဘကိုနှုတ်ဖြင့်ပြစ်မှား၏။ထိုသူသည်အတေသချင်းကိုခံစီဟုလာသည်။တင်တို့ကအချင်းသူကြီးကိုမိဘကိုတင်တို့တုံးနိုင်သမျှသောငါဤဥစ္စာကို အလှဝတ္ထုဖြစ်စေပြီဟုဆို၏ ထိုသူသည်ကိုမိဘကိုပင်ယူတည်စွာမပြုရကြ ထိုသူသည်တို့သည်အဆက်ဆက်ခံသောဤဥပရိတအဖြစ်ဘုရားသခင်၏ပြည့်ညတ်တော်ကို ပေကြ၏ဟန်ဆောင်တတ်သူတို့ဟေရှာရသည်သင်တို့ကိုရည်မှတ်လျက်ဤလူမျိုးသည်နှုတ်နှင့်ငါထံသို့ချင်းကပ်၍နှကန်းနှင့်ငါကိုယူတည်ကြ၏စိတ်နှလုံးမူကားငါနှင့်ဝေးလှ၏ ူတို့စီရင်သောပင်ငယ်တို့ကိုတုန်တီ၍ဤဥပရိတပေးလျက်ပင်ငါကိုအချီနှီးကိုကိုကြ၏ဟုနောက်ဖြစ်လက်တန်သောအရာကိုလျှောက်ပတ်စွာဟောခဲ့ပြီးဟုပြန်၍မိန်တော်မူ၏ထိုအခါလူအစုအဝေးကိုအထံတော်သို့ခေါ်၍သင်တို့နားထောင်နားလေကြလော့ခရွင်းတော်ဝင်သောအရာသည်လူကိုငြင်းယူစေသည်မဟုတ် ကတွင်မှထွက်သောအရာသည်ညင်ညူးစေသောအရာ ဖြစ်သည်ဟုမိန်တော်မူ၏တပည့်တော်တို့သည်ချင်းကဲ့၍ယခုမိန်တော်မူသောစကားကိုဖာရိရှဲတို့သည်ကြားသောအခါစေရနာစိတ်ပြစ်ကြသည်ကိုတည်တော်မူသလိုလျှောက်ကြ၏ကိုရောကလည်းကောင်းကင်ဘုံ၌ရှိတော်မူသောငါ၏ခမည်းတော်စိုက်တော်မမူသော အပင်ရှိသမျှတို့ကိုနှုတ်ရလိမ့်မည်ထိုသူတို့ကိုရှိပါလိမ့်စေ သူတို့သည်လူကန်းတို့အားလမ်းပြတော်လူကန်းဖြစ်ကြ၏လူကန်းချင်းတဦးကိုတဦးလမ်းပြလျင်နှစ်ဦးတို့သည်တွန်းထဲသို့ကြားကြလိမ့်မည်ဟုမိန်တော်မူ၏ပေတယုကလည်းထိုဥမာကိုအကျွန်ုပ်တို့အားဖွင့်ပြတော်မူပါဟုပြောလျင်ယေရှုကသင်တို့သည်ယခုတိုင်အောင်ပညာမဲ့လျက်နေသေးသလိုခရွင်းတို့ဝင်သည်မျှသည် ဝန်ထဲသို့ဆင်း၍ရေအိမ်တွင်စွန့်ပစ်သည်ကို နားမလည်ကြသေးသလောကဒွန်းမှထွက်သော အရာမူကားနှလုံးထဲကထွက်လာ၍လူကိုညင်ညူးစေသောအရာဖြစ်၏မကောင်းသောကြံစီခြင်းလူအသက်ကိုတတ်ခြင်းသူ့မယားကိုပြစ်မှားခြင်းမိမလူနှင့်မှားယွင်းခြင်းသူ့ဥစ္စာကို ခိုးခြင်းမမှန်သောတည်ကိုခံခြင်းသူ့အတေကို ဖြစ်ခြင်းအရာတို့သည် နှလုံးထဲကထွက်လာ၍လူကိုညှဉ်းညူးစေသောအရာဖြစ်ကြ၏လက်မစေးပဲလျက်အစာကိုစားခြင်းမူကားလူကိုညှဉ်းညူးစေသည်မဟုတ်ဟုအမိန်တော်မူ၏ယေရှုသည် ထိုအရေးမှထွက်၍တူတူမျိုးနှင့်ဇီးတို့မျိုး၏ခြေလက်သို့ကြွတော်မူလျက်ခန္ဓာအမျိုးဖြစ်သော မိမတယောက်သည် ထိုနေဆက်မှထွက်လာ၍ဒါဝိဤသားတော်ရှင် ကျမကိုတနာတော်မူပါကျမဤတမိဒီနဆူနှိမ့်ဆက်ခြင်းကိုပြင်းစွာခံရပါသည်ဟုဟစ်ကြော်တော်လဲစကားတခွင်းမြပြန်တော်မမူတပိတော်တို့သည်ချင်းကပ်၍ထိုမိမပြန်တော်ရသောအခွင့်ကိုပေးတော်မူပါငါတို့နောက်တို့လိုက်၍ဟစ်ကြော်လျက်နေပါသည်ဟုတောင်းလျှောက်ကြ၏ကိုယ်တော်ကလည်းဤတိလအမျိုးအဝင်ပြောက်လွင့်တော်တူးများမှတပါး အခြားသောအမျိုးရှိရာသို့ငါကိုမစေလွှတ်ဟုမိန်တော်မူ၏ထိုမိမသည် ချင်းကဲ့၍ပြည့်ဝလျက်ဂျမကိုကေမတော်မူပါသခင်ဟုလျှောက်ပြန်လျက်ကိုရောကသားဤအစာကိုယူ၍ခွေအားမပေးချအဟု ပြန်ပြောတော်မူ၏မိမကလည်းမှန်ပါ၏သခင် ခွေးမိသည်ကမိမိသခင်၏ဇပွဲမှကြသောစနုပ်စပောက်ကိုစားမြေထုံးဆန်ရှိပါ၏ဟုလျှောက်ပြန်လျင်အိုးမိမတင်းသည်ယုံကြည်အားကြီးလှပြီးတင်းအလိုရှိသည့်အတိုင်းတင်း၌ဖြစ်စေဟုမိန့်တော်မူ၏ထိုအချိန်မှစ၍ထိုမိမ၏သမီးသည်ဂျမ်းမာပဂရိဖြစ်လေ၏ယေရှုသည်ထိုအရက်မှကြွ၍ဂါလိလဲအိုင်နာသို့ရောက်တော်မူလျှင် တောင်ပေါ်တို့တည့်၍ထိုင်တော်မူ၏။များစွာသောလူအပေါင်းတို့သည်ခြေမစွမ်းမျက်စိကန်စကားအအင်္ဂါချုပ်တဲ့သောသူမှဆ၍အခြားသောအနာရောဂါဆွေးသောသူများကို ဆောင်ခဲ့လျက်အထံတို့သို့ရောက်လာ၍ခြေတော်ရင်၌ကျထားကြ၏။အနာရောဂါများကိုငင်းစေတော်မူသဖြင့်အာဒောသူသည်စကားပြောသည်ကို၎င်းချူတဲ့သောသူသည် အဂတိဖြစ်သည်ကို၎င်းခြေမစွမ်းသောသူသည်လှမ်းသွားသည်ကို၎င်းညစီကံသောသူသည်မြင်ရသည်ကို၎င်းလူအစုအဝေးတို့သည်မြင်လျင်အံ့ဩချင်းတို့ရောက်၍ဤသည်လက်အမျိုးဤဘုရားသခင်ဂုဏ်တော်ကိုချီးမွမ်းကြ၏ထိုအခါယေရှုသည်တပည့်တော်တို့ကိုခေါ်၍ဤလူများကိုငါတနာ၏ 3ရက်ပတ်လုံး9နှစ်အတူရှိကြပြီးစားစရာအလင်းမရှိလမ်းခရီး၌မောမီကိုစိုးရိမ်သောကြောင့်အစာမစားမီသူတို့ကိုလွတ်ချင်းငါငါအလိုမရှိဟုမိန့်တော်မူလျင်တပီရောတို့ကဤမြလောက်များသောလူစုတို့သည်ဝတ်အစွာစားလောက်သောအစာကိုဤတော်အရ၌အစနှုတ်တို့သည်အဘယ်သို့ရနိုင်ပါမည်နည်းဟုပြောကြသော ယေရှုကသင်တို့တွင်မှုဘယ်နှလုံးရှိသနည်းဟုမေးတော်မူလျင်မှုခုနှလုံးနှင့် အနည်းငယ်သောငါကလေးရှိပါသည် ဟုပြန်လျှောက်ကြ၏ထိုအခါလူအစုအဝေးတို့ကိုမြေပေါ်မှလျောင်းကြစေဟု အမိန့်တော်ရှိ၏မှုခုနှလုံးနှင့်ငါတို့ကိုလည်းယူ၍ကျေးဇူးတော်ကိုချီးမွမ်းပြီးမှမှုနှင့်ငါကို ဖဲ့၍တပည့်တော်တို့အားပေးတော်မူ၏ ပည့်တော်တို့လည်းလူအပေါင်းတို့အားပေးကြ၏လူအပေါင်းတို့သည်စား၍ဝါကြပြီးမှကျွန်းရစ်တော်အချိုးအပဲ့ကိုကောက်သိင်း၍ခုနှစ်တောင်းအပြည့်ရကြ၏စားသောသူအည်အတွက်ကမိမနှင့်သူငယ်ကိုမဆူပဲယောက်ျားလေးထောင်ရှိသည်ထိုလူများတို့ကိုလွတ်တော်မူပြီးမှလှေစည်း၍မာဂဒလာခြေလက်သို့ရောက်တော်မူ၏ ဖတ်ရှုထားတဲ့နှုတ်ကပတ်တော်ကျမ်းလာသူအယောက်စီတိုင်းအတွက်ကောင်းချီးဖြစ်ပါစေ